ပညာရေးဝန်ကြီးဌာနကလည်းအချက်ထုတ်ပြန်ထားတဲ့ကြေညာချက်တစ်ခုပေါ့အဲ့ဒီတွေကကောင်းလို့ချက်ကိုဒီနေ့အတူတူကြည့်ကြရအောင်ဟုတ်ကဲ့အဓိကကတော့ဒီရချက်လက်တွေကအရေးကြီးတဲ့အပိုင်းတွေအချင်းချင်းဘလို့ဆက်ဆက်နေလဲဆိုတာမျိုးကိုသုံးဖြတ်ကြည့်ပါဦးဒီကြေညာချက်ကောင်းလို့ချက်မှာလေအထင်ရှားဆုံးအချက်တစ်ခုကတော့ပညာရေးဝန်ကြီးဌာနကကြေညာလိုက်တဲ့ပညာရေးစီမံကိန်းတစ်ရဲ့ခေါင်းစဉ်ပဲဟုတ်ကဲ့ဘလို့ခေါင်းစဉ်မျိုးပါလားပညာရေးကိုငွေကြေးတက်နိုင်သူများအတွက်တာ ဆိုပြီးတော့လေတိတိကျကျကိုဖော်ပြထားတာတွေ့ရတယ်။အော်တကယ်ကိုပြတ်သားတဲ့ခေါင်းစဉ်မယ်နော်။ဟုတ်ပါတယ်။တော်တော်လေးအမ်ပြတ်သားရဲ့အီမီပေးမှုလို့ဆိုရမှာပေါ့။ဒါမင်းနဲ့လေအဲ့ဒီခေါင်းစဉ်နဲ့အတူဒီစီမံကိန်းရဲ့ဖော်ပြထားတဲ့ရည်ရွယ်ချက်ကိုချိလိုက်တော့ပိုပြီးအမ်စိတ်ဝင်စားဖို့ကောင်းလာတယ်လို့ပဲ။ဟုတ်ကဲ့ဘလို့ဖော်ပြထားလို့လဲ။ရည်ရွယ်ချက်ကကျတော့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုကမ္ဘာအဆင့်မီဖြစ်လာစေဖို့ဆိုပြီးတော့ဖော်ပြထားပြန်ရော။အမ် ဟုတ်ဒီတော့ခေါင်းစဉ်ကတမျိုးရေမှန်းချက်ကတမျိုးဆိုသလိုဖြစ်နေတာပေါ့ဟုတ်ကဲ့ဒီဒီခေါင်းစဉ်နဲ့ရေမှန်းချက်ကြကဆက်စမှုကဘယ်လိုပုံစံမျိုးဖြစ်မလဲနည်းနည်းတော့စဉ်းစားစီရပဲအဲ့လာကလေဒီကောင်းနှုတ်ချက်မှာအ धिक တတိပြုမိစရာအချက်ပဲလို့ပြောရမယ်ဆိုတော့ရေမြက်ထဲမှာဒီစီမံကိန်းနာမည်ကိုအတိအလင်းဖော်ပြတယ်ဟုတ်ကဲ့ပြီးတော့ကဘာအစစ်မီဖြစ်စေရမယ်ဆိုတော့ရေမှန်းချက်ကိုလည်းတရားဝင်ဖော်ပြထားတယ်ပေါ့ဟွန်းဒီနှစ်ခုကြာက um တင်းမာမှုလို့ပြောမလားတမမို့တမျိုးပြောရရင်ကွဲလဲမှုလို့ထင်ရနိုင်တဲ့အချက်ပေါ့အဲ့ဒါကိုရင်းမြစ်ကဘယ်လိုရှင်းပြထားလဲဆိုတော့ဟုတ်ကဲ့တလေတမအထူးလက်လက်ရှင်းပြထားမျိုးမတွေ့ရဘူးဆိုတော့ကဒီအချက်နှစ်ခုကိုရင်တွဲပြီးတင်ပြထားခြင်းဆိုတော့ကိုကဒီကောင်းထုတ်ချက်ကပေးတဲ့အဓိကသတင်းအချက်လက်ဆင့်နေပုံရပါတယ်လေဩဆိုတော့ကရင်းမြစ်ကိုယ်တိုင်ကဒီထူးခြားတဲ့ပေါင်းစပ်မှုဒီကွဲလဲမှုလို့ဖြစ်နေတာကိုပဲမိမောင်းထိုးပြခြင်းတဲ့သဘောလားအဲ့လိုမျိုးအသေးပဲတယောက်နိုင်ပါတယ်ဟုတ် ဒီလိုဒီလို project မျိုးကိုဘသူတွေကဥဆောင်ပြီးတော့ဘယ်လိုအခြေအနေမျိုးမှာထောက်ခံထားရဲဆိုတာရောပါသေးလားခင်ဗျာပါပါတယ်ဒီစီမံကိန်းကိုလေပညာရေးဝန်ကြီးဥပညာရှင်အဲရင်းမထဲမှာတော့သူ့နာမည်နောက်မှာ Queen Queen Bait နဲ့ပညာမရှိသောဝန်ကြီးလို့ဖော်ပြထားတဲ့အသုံးအနှုန်းလေးတစ်ခုရှိပါတယ်อืมတော်ကတော့ရင်းမရဖော်ပြချက်အတိုင်းပေါ့နော်အဲ့ဒီပုဂ္ဂိုလ်က ကိုယ်တိုင်ဥဆောင်ရွေးဆဲခဲ့တယ်လို့ဆိုပါတယ်ဟုတ်ကဲ့ ပြီးတော့လေဒီစီမံကိန်းကိုစစ်ကောင်စီကအပြည့်ဝထောက်ခံထားတယ်ဆိုတဲ့အချက်ကိုလည်းကြီးညာချက်မှာချက်သွင်းဖော်ပြထားတယ်လို့ဆိုပါရယ်။ဟုတ်ပါပြီ။တရရင်းမြစ်ကတင်ပြပုံရအချိညာရင်တော်တော်လေးထူးခြားတဲ့အခြေအနေတကူလို့ဆိုရမှာပဲ။မှန်ပါရယ်။တစ်ခါမှအငင်းကွာပွဲထိနေတဲ့ခေါင်းစဉ်နောက်တစ်ခါမှအယံမြင့်မာတဲ့ရီမန်ချက်ပြီးတော့တမတ်ထားတဲ့ဥဆောင်မှု နောက်ပြီးတရားဝင်ထောက်ခံမှုတီချာအလုံးကိုဒီကောက်နှုတ်ချက်လေးကစူးစီးတင်ပြထားတာပဲ။ဟုတ်ပါရယ်။ဒီတော့လေ ဒီကြီးညာချက်ကောက်နှုတ်ချက်ကနေအထက်ကပေါ်လွင်လာတဲ့အချက်တွေကိုပြန်ပြီးစူးစီးကြည့်ရရင်ပေါ့ဟုတ်ကဲ့ပညာရေးဝန်ကြီးဌာနကစီမံကိန်းတစ်ခုကြီးညာတယ်သူ့ရဲ့နာမည်ကအလွန်တိကျပညာရေးကိုငွေကြေးတတ်နိုင်သူများအတွက်သာอืมဒါပေမဲ့ရီမန်းချက်ကတော့အလွန်ကျေပြန့်တယ်ကဘာအဆင့်မီပညာရေးဖြစ်စေဖို့ဟုတ်ကဲ့ဦးဆောင်သူကဝန်ကြီးဥပညာရှင်ရင်းမြစ်ပါဖော်ပြချက်အရာ ဖြစ်ပြီးတော့ စစ်ကောင်စီရဲ့ထောက်ခံမှုပြေဝရှိတယ်လို့ဖော်ပြတယ်။ဒီအချက်လက်တွေအလုံးကိုပေါ့လေဒီရင်းမြစ်ကတစုတစည်းတဲ့တင်ပြထားတာပါ။อืมဒီလိုအချက်လက်တွေကပညာရေးလိုအများပြည်သူနဲ့တိုက်ရက်သက်ဆိုင်တဲ့ကဏ္ဍအတွက်အတော်လေးစဉ်းစားစရာတွေဆွေးနွေးစရာတွေဖြစ်စေနိုင်တယ်လို့ထင်ပါတယ်။တခြားတာပေါ့။အဲဒီတော့ဒီရင်းမြစ်မှာတင်ပြထားတဲ့အချက်လက်တွေပေါ့မူဒီဘီဆက်တွဲကြီးဖို့မေးခွန်းတစ်ခုရှိလာပါတယ်။ဟုတ်ကဲ့ဘလို့မေးခွန်းမျိုးပါလဲ။ဒီလောက်ကြက်တန်းစီမံကိန်းခုံးစဉ် ပညာရေးကိုငွေကြေးတက်နိုင်လူများအတွက်သားနဲ့ဟိုအလွန်မြင့်မာတဲ့ရည်မှန်းချက်ကဘာစက်မီပညာရေးကြားကဆက်နွယ်မှုဒါမှမဟုတ်ကင်းကွာမှုပေါ့လေအဲ့ဒါလက်တွေ့မှာဘလို့အဓိပ္ပယ်ဆောင်နေမလဲอืมဟုတ်ရင်းမြစ်ကကင်းပြထားတဲ့ဒီအချက်အလက်ဒီရဲ့ပေါင်းစပ်မှုကဘာကိုညွှန်ပြနေရလို့ယူဆနိုင်မလဲဆိုလိုမျိုးပေါ့ဒါကတော့နားထောင်နေသူတွေအနေနဲ့ ီအချက်လက်ကြီးပေါ်မှာဆက်လက်ပြီးတော့စဉ်းစားဆင်ခြင်ကြည့်ဖို့ခြံလိုက်ရမယ့်အချက်တစ်ခုပါပဲ။เสียมาแล้วหันส่งเปลี่ยนนี่รอจะขอทะเลรออีหมอมีดา